်5ပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။တသက်ခိုင်မှာအကျွေးပေးဖို့ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့စစ်တလောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တို့အကြဆုံးခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ နင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးရင်နောက်အကြမ်းဖက်စစ်တပ်ကအထိနာပြီးစစ်ပေးရှောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးခဲ့တဲ့အတွက်ပြည်သူ30ကျော်ဖမ်းဆီးခံရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်တော်လိုင်းရေးဖွဲ့တွေတိုင်းရင်းသားတွေအားလုံးစုစည်းညီညွတ်မှုနဲ့အမှန်တရားပေါ်ယက်တည်ပြီးအောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ KIO KIO ကထားဘူဂျိုကြီးအင်ပန်လာကတိုက်တွန်းလိုက်တဲ့သတင်းပါဝင်နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်အောင်အကြွေးပေးဖို့ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။ရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်နှစ်မှာအမိစင်းတင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်အောင်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာကြောင့်ကိုယ်စားလှယ်လောင်းစည်းရင်းကနေပယ်ဖျက်လိုက်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကကြေညာလိုက်ပါတယ်။ ကဘာရေးဖျားလန်းတဲ့ဆီယာဆန်လမ်းတောက်မှာရှိတဲ့68 residence အင်ယာစီမံကိန်းကိုတတ်တတ်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမ္ဘောဇာဘန်စီကနေငွေကျပ်ဘီလီယံ100ကျော်ချီးငှားခဲ့ကြပြီးအဲ့ဒီအင်ယာစီမံကိန်းမှာအချိန်မီ ပြီးစီးတာမရှိတဲ့အပြင်အခန်းအနှံချင်းလည်းမရှိခဲ့ပါဘူး။ဒါအပြင်ကမ္ဘောဇာဘန်ကနေချေးယူထားတဲ့ငွေကျပ်ဘီလီယံ100ကျော်မှလည်းပြန်လည်ပေးဆက်နိုင်တာမရှိဘူးလို့သိရပါဗျ။စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်၈ကားကြီးပါ လွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်မှာကနိုင်ငံတော်နဲ့ပုဂ္ဂလိကဒါမှမဟုတ်မသိလျော်တဲ့ပေးရန်တာဝန်ကင်းရှင်းသူများဆိုပြီးပြဋ္ဌာန်းထားတာမှာတသက်ခိုင်ကကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံ100ကျော်အကျွေးပေးဖို့ရှိနေတာကြောင့်အဲ့ဒီဥပဒေပုံမှန်နဲ့လည်းညှိစွန်းနေတယ်လို့သိရပါဗျ။တသက်ခိုင်အပါဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ရောက်ကိုလွတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်တွေနဲ့မပြည့်မီတာကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်ကနေပယ်ဖျက်လိုက်တယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာဒေါ်လာရဲ့ဖွဲ့တွေတိုင်းရင်းသားတွေအားလုံးစူးစီးညီညွတ်မှုနဲ့အမန်တရားပေါ်ယက်တီကအောင်ပွဲရတဲ့အထိစစ်အာဏာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားရမယ်လို့ KIO KIO ကထားဗိုလ်ချုပ်ကြီးအင်ပန်လာကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ မနေ့ကကြာရောက်တဲ့65နှစ်မြောက်65နှစ်ပြီ KIO အထိမ့်မဲ့မိကိုမှာ KIO KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာကအခုလိုပြောဆိုသွားတာပါလို့ကချင်သတင်းရင်းမြစ်ကဥက္ကဋ္ဌရဲ့မိကိုကိုမြန်မာဘာသာကိုပြန်ဆိုရှင်းပြထားတာပါ KIO KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာကတော့အခုချိန်မှာကချင်လူမျိုးတွေရောတိုင်းရင်းသားပေါင်းစုံအတူလက်တွဲပြီး စစ်စီလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့အောင်ပွဲရတဲ့အထိအားလုံးအတူတူညီညီညွတ်ညွတ်နဲ့တွားရမယ်အပြင်နိုင်ငံရေးစည်ရေးချိန်ညီပြီးဆက်လက်တိုက်ပွဲဝင်သွားရမယ်ဆိုတာကိုပြောထားတယ်လို့ကချင်သတင်းရင်းမြစ်ကရှင်းပြပါတယ်။ဒါအပြင်တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက်ဆေးဆက်ဆွေးနွေးရေးလမ်းကြောင်းကိုတွားရမှာဖြစ်ပေမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ကန့်ကွက်သူအဖွဲ့ကြီးနှစ်ခု꿰သွားပြီး ညီနားရဲ့လမ်းကြောင်းမှာဝေးကွာသွားကပြည်တွင်းစစ်လဲကြရှိမှာကိုစိုးရိမ်နေလို့လဲဘိုးချုပ်ကြီးအင်ပန်လာကပြောပါတယ်။ဒါအပြင်စစ်တပ်အောက်ကပြည်သူတွေအနေနဲ့လဲရွေးကောက်ပွဲကိုပူးပေါင်းရမယ့်အခြေအနေတွေမှာသတိထားကြဖို့ကိုလဲဘိုးချုပ်ကြီးအင်ပန်လာကထည့်ပြောသွားပါတယ်။ KIO KIO ဥက္ကဋ္ဌကဆွန့်လွတ်ပေးဆက်ခဲ့ရတဲ့အသက်သွေးချွေခန္ဓာကိုယ်အစိပ်ပိုင်းနဲ့ဘဝတွေအလတ်ဟာတမဖြစ်ဖို့အတွက်တော်လန်ရေးကိုအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ရှောက်လန်းရမယ်လို့ကတိပေးပြောဆိုသွားပါသေးတယ်။ KNO KNA စတင်ချိန်ကလက်လုံတနက်နဲ့စတင်ခဲ့ပေမဲ့လည်းယခုချိန်မှာစတနက်နဲ့တိုက်ပွဲဝင်တွေကကချင်တော်လန်ရေးမှာအားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစစ်ရေးနဲ့နိုင်ငံရေးမှာပါနောက်မဆုတ်ပဲရှေ့ကိုတိုးနေတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတင်ပြီး KNO KNA အဖွဲ့ဝင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ဥက္ကဋ္ဌကထည့်သွင်းပြောသွားပါတယ်ရှင်စကိုင်းတိုင်းဘက်ကတရင်ကိုကြည်အောင်ပါစကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တို့အကြဆုံးခဲ့တယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ25ရက်နေ့မနက်9:38မိနစ်မှာတစ်ချိန်မနက်10:10မိနစ်မှာတစ်ချိန်နဲ့မနက်10:17မိနစ်မှာတစ်ချိန်ရှေးဘုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ညောင်မေတာကြီးရွာကိုမုံရွာမြို့ခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ယိုကော်ပတာနစီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ဒါအပြင်မနေ့ကအော်တိုဗလာ25ရက်နေ့နေ့လယ်1:50မိနစ်က ရှေဘုံမြို့နယ်တပင်ရေးကြီးရွာကိုမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ယိုကော်ပတာနှစ်စီးနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့ကာကွယ်ရေးဘော်တို့အကြဆုံးခဲ့ရတယ်လို့ဒေသနေပြည်သူကပြောပါရယ်။အခုလိုပဲမနေ့ကအော်တိုဘာလ25ရက်နေ့နေ့လယ်12:48မိနစ်ကလေးတစဲမြို့နယ်တနီယာကိုမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ယိုကော်ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီအပြင်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းထီးလင်းမြို့နယ်အရှိတောင်ချမ်း ုံနောက်တောင်ပေါ်တနေရာမှာတိုက်ပွဲမဖြစ်ပွားပဲအကြမ်းဖက်စစ်ကောင်စီရဲ့တဒဲဦးလီတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံတိတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုသိရှိနိုင်ဖို့ကိုစုံစမ်းနေစေလို့သိရပါတယ်။ဒါအပြင်အော်တိုဗလာ24ရက်နေ့နေ့လယ်12:20မိနစ်ခန့်ကလည်းမကွေးတိုင်းထီလင်းမြို့နယ်အရှေ့ချမ်းတနေရာကိုတဒဲဦးလီတက်ကနေတက်လာတဲ့တိုက်လေယာဉ်တစ်စီးနဲ့တိုက်ပွဲမဖြစ်ပွားပဲလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ပေါင်းမြို့နယ်ကာကွယ်ရေးအဖွဲ့ရဲ့ကိုလာရောင်ကရန်ကုန်ခေတ္တကိုပြောပါရရှင်။ တနင်္သာရီတိုင်းဘက်ကသတင်းတွေကိုကြည့်ရအောင်ပါတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာနှရဇက်တိုက်တိုက်ပွဲဖြစ်ပွားပြီးရင်နောက်အကြမ်းဖက်စစ်တပ်ကအထိနာပြီးစစ်ပေးရှောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးခဲ့တဲ့အတွက်ပြည်သူ30ကျော်ဖမ်းဆီးခံရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ21ရက်နေ့ညနေ9နာရီကျော်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်သင်းဘောပေါ်မှာလိုက်ပါလာတဲ့အင်အား100ကျော်ပါစစ်တပ်စစ်ကြောင်းအား လောင်လုံးမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာချိန်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကအထိနာခဲ့တာကြောင့်စစ်သင်းဘောနဲ့ခလာရတရလေးတရင်ရဲ့စစ်သားတွေကလက်နက်ကြီးတွေနဲ့ကြေးရွာတွေကိုရန်တပ်ပစ်ခတ်နေတယ်လို့သိရပါဗျ။အဒီအကျံဖက်စစ်တပ်စစ်ကြောင်းကအော်တိုဗလာ22ရက်နေ့ကကရင်ကြီးရွာကနေကံပဏီကြီးရွာကိုထပ်ပြီးစစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုများပြားပြီးအထိနာခဲ့ရာကြောင့်စစ်တောင်းကကြေးရွာတွေကိုဝင်ရောက်စီးနင်းတာမလုပ်တော့ဘဲတောတောင်တွေတဲကသွာလာနေခြင်းစစ်ဘေးသိမ်းရှောင်နေတဲ့ပြည်သူ30ကျော်ကိုတွေ့ရှိကဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်တောင်းကြောင့်ကရင်ကြီးရွာကမ်ပဏီရွာကပြည်သူတွေပါဝင်ထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးသိမ်းရှောင်နေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးတွေလည်းလိုအပ်နေပါတယ်ရှင်။ တနေ့တိုင်တိုင်းပတ်မှာတော့တနေ့တိုင်တိုင်းတည့်ရချောင်းမြို့နယ်လဘရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးနေ40ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့မှာဗိတ်တဝဲလမ်းပိုက်မှာရှိတဲ့လဘရွာကိုတည့်ရချောင်းမြို့ရဲ့စစ်သားတွေကဝင်ရောက်စီးနင်းပြီးနေအိမ်တွေကိုဝင်ရောက်စီးနင်းကမိရှုဖျက်ဆီးခဲ့တာကြောင့်ကြေးရွာအတွင်းကနေအိမ်40ကျော်မိလောင်ပြကြခဲ့ကပြည်သူတွေလည်းလက်ရှိချိန်ထိထွက်ပြေးသိမ်းရှောင်နေရပါရယ်။ အခုလိုပဲစက်တင်ဘာလ30ရက်နေ့ကလည်းတရချောင်းမြို့နယ်ကြက်လီကကြေးရွာကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ့ဘာနေ83လုံးကိုမီးရှို့ဖျက်ဆီးသွားပါသေးတယ်ရှင်။တနင်္သာရီတိုင်းဘက်ကိုစက်ကြည့်အောင်ပါ။တနင်္သာရီတိုင်းပလောမြို့နယ်မှာရှိတဲ့ကြေးရွာတွေကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ကလင်းငယ်တူအပါဝင်ပြည်သူ့နှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဗလာ23ရက်နေ့မှာပလောမြို့နယ်မဇောကြီးရွာအတွင်းကိုဇဝဲခြေဆိုင်အကြံဖက်စစ်တရဲ996တရင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးကြီးထိမှန်ပြီးခလင်းငယ်တအူးအပါအဝင်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကပြည်သူ၄ဦးတလုံးနဲ့ထိခိုက်ပျက်စီးခဲ့ပါတယ်။ အဲဒီလိုပဲအော်တိုဘောလာ22ရက်နေ့မနက်10:30မိနစ်ခန့်ကလေတိုက်ပွဲမဖြစ်ပွားပဲဇယက်ကြီးမှာအခြေစိုက်ထားတဲ့အကြံဖက်စစ်တပ်ရဲ့ခမာယာ968တရင်က87မမလက်နက်ကြီးနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲဒီလိုပစ်ခတ်တဲ့လက်နက်ကြီးကြီးဟာကြိုက်ထုံမျိုးနဲ့ဝင်းကန်ကြီးရွာအုပ်စုဝင်းကန်ရွာဘေးကိုကြားရောက်ပောက်ခွဲခဲ့ပြီးဝင်းကန်ရွာမှာနေထိုင်တဲ့အသက်62နှစ်အရွယ်ဒေါ်မက်ကြီးလက်နက်ကြီးကြီးစားထိမှန်ကတံရရရှိခဲ့ပါသေးတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ Eastern Yangon Event Park မှာပြုလုပ်တဲ့ EDS အဖွဲ့ရဲ့နောက်ဆုံးဖြော်ပြပွဲမှာအသက်38နှစ်အရွယ်ဆိုတော့အဒီနိုတချင်းဆိုရင်နှလုံးရောဂါနဲ့လဲကျကွဲလွန်သွားတယ်ဆိုတာကိုကွဲလွန်သူနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့အမှုပညာတိုင်းဝိုင်းတွေစီကနေသိရပါတယ်မနေ့ကညပိုင်းမှာ Eastern Yangon Event Park မှာပြုလုပ်ခဲ့တဲ့ကွယ်လွန်သူအစိုးရ Remote အမတ်တရနဲ့ EDS အဖွဲ့ရဲ့နောက်ဆုံးဖြော်ပြပွဲမှာ အဆိုတော်အဒီနိုသချင်းစုံနေရင်လဲကျသွားခဲ့တဲ့နောက်ဆေးရုံကိုပို့ဆောင်ချိန်မှာကွယ်လွန်ခဲ့ပါတယ်။အဆိုတော်အဒီနိုကကွယ်လွန်သူအဆိုတော်ရီမိုရဲ့မငုံနဲ့တော့သချင်းကိုတီးဆုံနေရင်လဲကျကွယ်လွန်ခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်38နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင်အဆိုတော်အဒီနိုဟာ2023လောက်က heart attack ဖြစ်တာကြောင့်အရေးပေါ်ကုသထားရပြီးနှလုံးသွေးကြောတစ်ချောင်းလုံးလုံးဝပိတ်သွားတဲ့အတွက်ကြောင့် stand နှချောင်းထည့်ထားရသူဖြစ်ပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ